အရင်များကြီးချက်နေရလို့ပင်မနေပြီနော်ဆိုင်ပလန့်ချက်ချင်မေးသွားလို့စိတ်တက်ကြနေပြီနော်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဒီနေ့မှဆိုရင်တော့ဘယ်တော့မှမမေ့မဲ့စာချက်နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့စာချက်တွေဆိုတာအုံနောက်ကိုတုံးချရဲ့အမှုပညာတရက်ပါဒါဆိုရင်တော့အလွယ်ကူဆုံးနည်းလမ်းသုံးခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနည်းလမ်းကတော့ယူဘပေရပညာရှင် Richard Feynman ကိုအသုံးခဲ့တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ် အဲ့ဒါကတော့ကိုစာချက်ပြီးတဲ့အခါမှာကိုရထားတဲ့စာရီကိုကိုရတန်းပေါ်ဒါမှမဟုတ်တငယ်ချင်းတယောက်ယောက်ကိုပြင်ရှင်းကြတာဖြစ်ပါတယ်။အဲ့လိုမျိုးပြင်ရှင်းပြခြင်းအပြင်ကိုရထားတဲ့စာရီကိုပုံနှံ့မိစေပြီးတော့ကိုကပို့ပြီးတော့တိတိကျကျရှင်းပြနိုင်တယ်လေစာပို့ရတယ်ဖြစ်ပါတယ်။ဒုတိယနည်းလမ်းကတော့ space repetition လို့ခေါ်ပါတယ်။စာကိုအချိန်ကြာပြီးတော့ကြက်တာဖြစ်ပါတယ်။ဥပမာဒီနေ့ကိုကဒီနေ့မှစာကြက်တယ်။နောက်ပြန်မှနောက်တစ်ခေါက်ထက်ကြက်တယ်။ ာပြီးတော့နောက်သက်3ရက်လောက်ကြာမှထက်ကြက်တယ်။အဲ့လိုမျိုးချိန်နေချားပြီးတော့ကြက်တောက်ဆိုလိုပါရဲ့။လူတော်တော်များများစာကြက်တယ်ဆိုရင် အချိန်တို့အတွင်းမှာပဲတစ်ခါရင်အရင်ကြက်ကြပါရဲ့။ဒါပေမဲ့အုံနောက်ကအချိန်ခဏလေးတွင်းမှာရဲ့အဲ့ဒီအကုန်လုံးမေ့ပြစ်လိုက်ပါရဲ့။အဲ့လိုမျိုးမဖြစ်အောင်လို့ဒီ space validation ကအဲတုံးချရင်ဒီလမ်းမျိုးပါ။နီလန်းကတော့အတိအကျဆုံးဒီလမ်းဖြစ်ပါရဲ့။အဲ့ဒီ recall လို့ခေါ်ပါရဲ့။ဒါကတော့ ကိုစားချက်ပြီးတဲ့အခါမှာ ကိုရဒါရစာရေးတဲ့ကနေဘေးဝန်းပြန်ထုတ်ပြီးဖြစ်ဆိုတဲ့နေလန်ဖြစ်ပါရင်ဒီနေလန်ကတော့ကိုရဲ့မျက်ညံထဲမှာပို့ပြီးတော့ဆွဆွဲမြဲမြဲရှိစေဖို့အကောင်းဆုံးနေလန်ဖြစ်ပါရင်တကယ်တော့စားချက်တယ်ဆိုတာဆမ်ဝဲအောင်မူတတ်တမ်းမဟုတ်ပါဘူးကိုရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ရည်ရွယ်တည်ဆောက်နေတာဖြစ်ပါရင်နောက်ထပ်ရေးကြီးတဲ့အချက်တွေနေနေကတော့စားချက်တဲ့အခါမျိုးမှာကိုရဲ့အာယုံပြတ်ပြားစီမဲ့ဘုံတွေတီးပြီးတွေ စောင့်ရိုင်နဲ့ဝူးဝေးမှကြက်ဖို့တိုက်တွန်းခြင်းပါပဲ။ပိတ်ဆိတ်ငင်တက်ပြီးတော့တတောင်းတတားရှိတဲ့နေရာမျိုးဝေးချက်ပါ။နောက်ပြီးတော့အယူဝါအဖို့နဲ့ကျမ်းမာရေး view site ဖို့တိုက်တွန်းခြင်းပါပဲ။ကိုကနေတိုင်းမကောင်းတဲ့အခါမျိုးမှာဆိုရင်စာချက်အရန်ကိုတတောင်းတတားမဖြစ်ပဲနဲ့ပင်မနဲ့နဲ့နေတတ်ပါတော်ပြပြပေးခဲ့တဲ့ဒီနီလန်းတွေကိုတုံးပြီးတော့စာချက်မယ်ဆိုရင်တော့စာရီဘယ်တော့မှမေးတော့မှမဟုတ်ပါဘူး။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကြိုးရှိရယ်ဆိုရင် like and share သွားဖို့မေးပါနဲ့။ ။နောက်ပြီးတော့အဓိကချက်လေးနဲ့စာကြံ့ရန်မိတတ်တဲ့တငယ်ချင်းတွေကိုလည်းလက်တို့လိုက်ပါအောင်။ဒါဆိုရင်တော့နောက်လာမယ့်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်။